အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးစင်ပြူကျုံအောင်တဲ့ရေးသားတဲ့ဘဝရေပွဲရှုတမြိန်တို့အမိရတဲ့ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါတယ်ခင်ဗျာနားစင်ကြည့်ပါအောင်ခင်ဗျာဘဝရေပွဲရှုတမြိန်အခန်းတည်းနေကပူလာပါပြီတနည်းထသက်စရွနုကလေးများသည် ဖုံဆောင်ကိုရှုံလေးရဲ့အိမ်မောကြနေလေ၏လေသည်တက်တွက်ကလေးတော်များမခန့်တန်လျက်များသာတရိပ်ရိပ်အမြင်မြင်တက်နေသောသေးပင်လဲရာဆက်ဆောင်ကြီးမှာလုံးဝငြိမ်သက်နေပြီ အခါတိုင်းမူယောဂုတံကလေးတစ်ခါတလေအော်အော်ခွန်းသွဲ့တန်ချိုတစ်ခါတလေကြားရတဲ့၍အသက်ရှိသေးပါသည်ထင်ရ၏ယနေ့မူအညိုတညီးပုံလောင်နေသော နေရောင်အောက်မှာဘဂတိအသေးကောင်ကြီးတစ်ဖွဲငြိမ်သက်နေပြီအေးဆောင်မှာခါဝိပစိုးကိုဖြေးပြီးရက်ခတ်ရင်သူ့အရိတ်ကိုရာချားဆောင်လက်ညိုးပင်ကြီးကိုမော်ကြည့်လေ၏နဂိုကအယွက်မွေးငတ်တတ်သောချားဆောင်ပင်လက်ညိုးပင်မှာကြောင်ကုတ်ခံရသော စက်ကူရက်တောင်နှင့်အယိုးပြိုင်ပြိုင်ထားနေလေ၏ ဒီအပင်ကမြည်တို့ပင်အရိပ်ပေးနိုင်ပါသနည်းသို့ပညာဒီနာတဝိုက်တွင်ဒီအပင်သာအေးဆောင်အတွက်အရိပ်ခိုစရာရှိစိန်တော်ခြားသောရိုးများကြားတွင်ရွက်လျှောက်ကလေးများညက်ကပ်နေတွင်ညိနေ ဖို့သည်ဒီရွက်လျှောက်များကြားတွင်တသားတည်းတယောင်တည်းဖြစ်လျက်ငင်းငင်းကလေးခိုကပ်လေးရှိပါသည်ထို့ကြောင့်အေးဆောင်မှာငြိမ်ပြီးကြည်နေမိသည်တကိုင်းပြီးတကိုင်းတခက်ပြီးတခက် ညလုံးကိုပြောင်းချွေပြီးကြည်သည်တက်ရှိတတဝါတကောင်တလီကိုများမတွေ့ရချေသူသည်စုံငံ့ပြန်ချိန်မတိုင်မီကပင်ထမင်းစောစောစားခဲ့ပြီးအိမ်မှထွက်လာခဲ့သည်ဖောလိုက်ရန်လိတ်ရှာရန်ရည်ပဲ၍လန်တချောင်းဓမ္မတို့တလက်သာယူလာခဲ့လေသည်ကပိုက်တောင်ထဲတွင်က ပြောင်းပူပဲဆေးပေါ်လိတ်၃လိတ်နှင့်မိကတ်တလုံးပါလေသည်ယခုမုံတိန်စာပြုပြီးလိတ်လည်းမတွေ့ဖောလည်းမရကုန်းလိတ်သည်ရာခရိုးအဆက်ချုံများတွင်ဝတ်လေရှိပါသည် ူဤရှေးလေးချောင်းဖြင့်ရက်၍ပွားမွလာသောမြေမွာထဲသို့ကိုကိုခရုခွေပတ်ပြီးဝင်လေးရှိပါသည်ငင်းငင်းကလေးဝင့်နေသောကြောင့်အမတ်မဲ့သွားသူများမသိတော်ညာစိတ်ဆက်ဆက်ဆက်ကြည်ပါမူမြေကြီးတွင်ဘွေရစ်ထင်သည်ကိုမြင်နိုင်ပါသည်ဤဒီကိုတွေ့လျင်လှံဖြင့်ဆက်ဆက်ကလေးထောက်ကြည့်ဆားလိုက်ပါကလက်ကိုတွေ့ရပေသည်အေးဆောင်မှာတမန်လေးကရာနခင်းကြော်ယုံဖြင့်လိတ်သုံးကောင်ရခဲ့သည်အញ្ញံပြန်တွင်လည်းဖို့တကောင်ရလိုက်သေးသည် ယနေ့မူရာငါးကင်းကြော်ခဲ့လေပြီပိန်ကက်နေသောဗဒက်ကလေးတကောင်ကိုသာရှုတ်ခနဲပြေးသွားသည်ကိုမြင်လိုက်ရ၏သူသည်ပန်ဝန်းကျင်ပတ်ချာလဲသို့မျှော်ကြည့်လိုက်သည်မျက်လျှောက်ဖုံးသောကုံမွဲမွဲများအယွတ်မဲ့ရှားသောပေများထနောင်းတနက်ကားနှင့်တန်လျက်အရေးများဟိုးအတော်ဝေးဝေးတွင်မူနွားတအုပ်မြင်ရသည်မြည်သူနွားတွေပါလေ နွားအုပ်ကိုစူးစိုက်ခြင်းရင်ကဆေးပေါ်လေးတစ်လိပ်ကိုထုတ်ယူကမိကြည့်သည်မိခိုးပြညို့ညို့သည်တက်ကိုင်းချောက်တစ်ချောင်းအလားထို့တက်သွားလေသည် လေငိမ့်နေပုံသာထောက်သည်တက်တည်ပင်ဖြစ်ပါသည်အေးဆောင်သည်ဆဲလိန်ငွေကိုတအားချူချိုက်လိုက်သည်ပြောင်းဖူးဘတ်နုနုကိုအစီကံလှုပ်ထားသောဆဲလိန်သည်တစ်ချက်ခြိုက်ဖွာယုံဖြင့်ရှိုးမွေးသောရတာကိုခံစားရကအမောပြေသွား၏ယခုတော့မချူအမောမပြေရင်တွင်ရောကတွင်မှာပါပူလောင်ကရေငတ်လာ၏ ဆက်လေးကိုတဖွာတော့အရတာမတွင်တို့နောက်တစ်ခါဖွာတော့ချုံမြိန်တို့ဆက်၍ဆက်၍ဖွာလီလီရေငတ်လီလီဖြစ်လေသည်ထို့ကြောင့်ဆက်လေးမီးကို မြေပြင်တွင်အသာဖြစ်၍မင်းငိမ့်သက်စဉ်ချွတ်ခနဲအတန်ကြားလိုက်ရသည်အေးဆောင်မှ မလုံချားပဲအသာဆောင်ကြည့်၏ရင်ထဲတွင်လည်းအေးကနေဝမ်းအသာသွား၏ဖို့ကြည့်စလေးကိုအသာချသည်လံရိုးစီတို့လက်ကိုချွေသည်လံရိုးကိုစုပ်မိလျင် အသက်အောင်လျက်အသိမ့်ဖြစ်အောင်ဆွဲယူလေသည် ဖွကြီးကလည်းအေးဆောင်ကိုမတင်ကားကြည့်ကြည်နေလေသည်လမ်းဒီလေးတဲမြောက်သွားသည်ဖွလည်းရှုတ်ခနဲပြေးသွားသည်ဖွနောက်ကိုဓမ္မဓမ္မတို့ကိုပါပြန်ဝဲလိုက်လေသည်ဖွကိုကမထီအေးဆောင်သည်ဓာတ်ကိုအပြေးောက်၏မရလမ်းကိုဆွဲ၏ပါလာသည်ဖွနောက်တို့ပြေးလိုက်သည်ရှေ့တွင်ရေစည်းချောင်းတက်ရင်မြောင်းရှိပါသည်ဒီထဲတို့ဖွကြီးရှောကနဲ့အဝင်တွင်လှံပြင့်လှံပြီးပြပါသည်ဒဏ္ဍာလိုက်တာကွာ လန်သွားသည်ဖိုးပေးကြည့်ဖိုးရှင်းမြေကိုစိုက်ဝင်လျက်ရင်းခါနေလေသည်ဖိုးကလည်းထူးတွင်းထဲသို့လက်ကနေဝင်ပြေးသွားသည်အေးဆောင်မှလက်ပြားခါနေသည်မရှင်မရဲတောက်ခေါက်လိုက်လေသည်ရံလုံးမပါလို့ရံလုံးမပါတော့ကွာတပြေးတောက်တောက်မြည်တမ်းပြန်သည်အေးဆောင်မှစိတ်ပြတ်မှမောပန်းနွမ်းနံစွာဖြင့်ရှားသောလက်ညှိုးပင်ရင်းသို့ပြန်လာသည်တော်လေလိုက်လို့တော့ရန်လုံးအားငောင်းငန်းထားခဲ့မိသည့်အတွက်မိမိကိုယ်ကိုယ်လည်းအပြစ်တင်ုံသာမက လက်ပြန်လေးလုံးအရှိတထောင် တောင်စုပ်ခန့်ရှိသောဖွတ်ကြီးကိုမြင်ရောက်မိသည်ပြင်းလွာရင်ကြားကြံခဲ့သောဆက်လက်များနှင့်မိကတ်ကိုလိုက်လံကောက်သိမ်းနေစဉ်ခွေးဟောင်တံများကြာရသည် ခွေးမှာနှာတွင်အပြူနှင့်အနက်ကြားထားလေသည်ဟာငပြော့ခွေးပါလားအခန်းနှင့်ငပြော့ဤခွေးကြားဖို့သည်တအားဟင်းရင် အေးဆောင်တံသို့ပြေးလာသည်တို့ပညာအနာရောက်တွင်အမိန်၌အမိရန်ကငြိမ်ကြသွားလေသည်ဟေ့ကော ဘာလုပ်နေတာလဲတမ်းမြေတအုံနောက်မှာပေါ်လာသောငပြော့လက်ထဲတွင်လင်းငွေတကောင် ပါလာသည်မွေကိုခွေပြီးຫນွယ်ဖြင့်စီးထားလေသည်ဟာနဲတာကြီးမဟုတ်ပါလားဟာဘယ်နာကရတာလဲအေးဆောင်မှာဝမ်းသာအာရမေးတံဖြင့်ကြိုလေသည်ဖိုးပိန်ရာထိုက်ကမကြီးပင်နာကရတာကွာကြားဖို့နဲ့တွေ့လို့မကြီးပင်ပေါ်တက်အပြေးမှာငါရောက်သွားတာနဲ့တိုးတာဟုတ်ကွာ ဘယ်ရမလဲအမိဆွဲပြီးမြေကြီးနဲ့ကန်ရိုက်လိုက်တာတချက်ပဲဟေးအ ਨੇ ဆုံးတပိတ်တာကန်ရှိပြီငပြော့မိသားစုအတွင်နှစ်နှက်တော့ကောင်းကောင်းဖူလုံပြီမင်းဘာလုပ်နေလဲကွာငါလားအေးဆောင်မှမပြေတဲ့ဒီပုံပြင်ရာချိုရာချားတွင်ရောက်နေသူသည် သူ့နယ်ပြင် ဟင်းစားချဝယ်သူဖြစ်ကြောင်းမပြော့တိပါသည်တိလျက်နှင့်မေးတော့ကြောက်ငါလားတွင်ရက်ရွနေခြင်းဖြစ်ပါသည်ညာတွေကိုစောင့်နေတာပြင်ဒီမှာမစောင့်နဲ့ဗျာ ဖိုးပိန်တားရဲ့ဟိုဘက်ရာခရိုးဆက်မှာအဖော်တွေနဲ့တွေးခဲ့တယ်။ထင်းခွေနေတယ်ထင်မှကွာ။မြားတွယ်နဲ့အေးဆောင်တို့ကြိုက်နေသေးဘောထဏောင်းတစ်ခွတရွာလုံးတာမကရွာနီးပတ်ဝန်းကျင်ကပါတည်လိ။ထို့ကြောင့်မြားတွယ်အားစောင့်နေသည်အထင်ဖြင့်ပြောခြင်းဖြစ်ပေသည်။တော်စားမှာကွာ။ဟောဗျာ။သူတို့ကောက်ကွေးနေကြသည်ဒီအကြောင်းကိုမသိတော့ငပြော့မှာ မျက်လုံးပြူရ၏။မြားတွယ်ကောက်ပုံကလည်းအစမ်းသာပဲ။ လွန်ခဲ့သည့်9ရက်ခါနနေရွက်တရွက်ခုတ်ခဲ့ပါဟုမြတွေကမှားသည်ဘာလို့ဖို့လဲမေးသောအခါဆက်လက်ကြိုးစီလောက်ရန်ဟု သိရလေသည် အိမ်တွင်ဆက်လက်တောက်သူများအတွေ့မအောင်ကြစ်အောင်ပုတ်ပြီးပုတ်ပြီးသားဆက်လက်ကြီးများပွားမသွားအောင်စီးနောင်ရန်စီးကြိုးလိုသည်အဲ့ကြိုးဖြင့်ရှိရလျင်အဲ့ရှိတလုံးစေးကအနှင့်သာ ထို့ကြောင့်နနေရွက်ရိုင်းကို အပုတ်စိန်ကထို့ရိုက်ချော်လိုက်လျင်ရရှိသောနနေရှိဖြင့်ဆက်လက်စီးကြ၏ တိုးပညာဒီနနက်ပင်မှာပေါ်များစွာရှိပါ၏ရွာနာတွင်လည်းရှိသည်မြသည်တို့ရာတွင်နေလည်းရှိပါသည်ရာသွာလန်းတွင်လည်းမလို့ချင်းအစုံတို့ဖြစ်၍နေပါတာနှင့်ခုတ်ပါလားကြည်စဲမိသည်ဒီကလေးကသူ့ကိုမြသည်မခေါ်ဒီမှာယနေ့ထက်တိုင်းပင်ဒီအကြောင်းကိုငပြော့ရိမ့်မိပုံမရသည့်အတွက်တန်အန်တော်အဖြစ်ဟောဗျာဟုပြောခြင်းဖြစ်ပေလိဟောဗျာတွေဟောပြက်တွေလုံမနေနဲ့ငါဓာတ်နဲ့ထတ်တွက်လိုက်ရမလားအမငါကအကောင်းပြောနေတာပါဗျာ ငါပြောမှာဆက်လိမ့်မိတဖွာဖွာပြင်ထွက်သွားလေသည် သူတော်ဘာတော့သောဆက်လိမ့်နဲ့မှာအေးဆောင်အတွက်မွေး၏ဆက်လိမ့်တောက်ချင်စိတ်ဖြင့်ဆက်လိမ့်ကိုကောက်ကင်ပြီးမှရေပုံငတ်မိကိုတွေး၍မီးမညိရဲ့မြတ်တော်တို့စီမာများရေပါလာမလားဒီနယ်တွေးပြီးမြတ်တော်တို့ဘက်ကိုတွားရကောင်းလို့စိတ်ကူးပြီးမှ ပေနေလိုက်လေသည်မတွားဘူးမတွားဘူးသူ့လာချော့တယ်ထင်နေအောင်ပဲသို့တော်ရေကားငတ်နေသည် အနည်းဆုံးရေရရှိမိနေရာကိုစဉ်းစားသည် ဟုတ်ပြီ ကိုရင်ကြီးကျောက်တွင်ရေတွေရရှိနိုင်သည်ကိုရင်ကြီးကျောက်မှာတမိုင်ပြော့ပြော့ဝေးလေသည်အေးဆောင်တို့ဤဘာဘာများလက်ထက်တုန်းကကိုရင်ကြီးတပါတောရဆောက်တည်သွားခဲ့သောနေရာဖြစ်သောကြောင့်ကိုရင်ကြီးကျောက်ဟုခေါ်ဆိုကြ၏နေသည်တိုးပြီးများပူလာရော့လာထင်ရအောင်ပူလေ၏အေးဆောင်မှာခမောက်ကိုလုံအောင်ဆောင်းထားသည့်ဖြင့်အပူတက်တာညာကျေပြန်သောကြောမဲကြီးမှာမိကြီးကအတင်ခံထားရသည့်နယ်ပူလောင်လာ၏ အလွားအလွားကွာကြနေသောအဖက်ကြီးတွေကသာကြောပြင်ကိုဖုံးမထားလျင်တိထက်ပူပြီးပူလိုက်ပြီ။သို့တော်ဒီအပူကိုသူမမှုပါ။သွားရင်းလာရင်းလက်ချင်းတွင်တို့ဖွတ်တိတ်ဖွတ်တွဲလိုက်လို့ဖြင့်မြေပြင်ပေါ်မျက်စိဝေးလိုက်။တပင့်ကြီးကြီးတွေ့လျင်မျက်စိကစားလိုက်ဖြင့်ရှောက်လေသည်။တဲဆန့်သောမြေတွင်ရက်ကန်ရက်ကန်ယုံ၍ကြောက်ပြုံးမြေနီပေါ်ရောက်လျင်တွတ်တွတ်ကလေးရှောက်သည်။တော်ရုံတိုင်ရုံကြောက်ခဲအချုံနှင့်ငုံဆွေးသည်သူ၏ရှိတော့ကိုမတိုးပါ။ ရှေဘဝသည်တဲပူတဲ့တဲ့တွင်နှစ်ရှည်လာများထဲ့ပြီးလော်ထားခံရသောကြောင့်ကြက်နေလေပြီအကြက်လုံးကဖနောင်များတွင်အကွဲနေ၏ကြောက်ခွဲကလေးများဒီဖနောင်ကွဲတဲ့ညက်လာပါကတဏှာရောက်တွင်ပြုတ်ကြကြရခဲ့၏မကြမီပင်လက်ဟာနေသောဖနောင်ကွဲတဲ့သို့ကြောက်စရိခဲတကယ်အလဲရောက်လာသည်ပင် အေးဆောင်မှာတကိုယ်လုံးချွေးရီဖုံးနေချေပြီအပေါ်ကပူသည့်နယ်မြေပြင်ကလည်းအပူဟတ်သည်ဂျမ်းတို့သည့်နေရာရောက်တွင်ပိုးပြီးအဟခံရသည် စုပ်ဝဲနေသောယနေ့ဩဝတွင် မျက်နာအဲ့ထားရပြီတကယ်တို့လေးပြည့်အေကလေးတစ်ချက်ဝေလာလေသည်အေးဆောင်ခြေလမ်းများတွက်လာသည်အေးဆောင်သည်ရိုးချောင်းကလေးတစ်ခုကိုဖျက်ရင်းလေးပြည့်တုတ်တိဘတ်သို့မျောကြည့်လိုက်သည်မွဲအိုသော မြေပြင်နှင့်ပြာဟောက်နေသောကောင်းငွေအစမှာမှိုင်းညွညွမြင်တွင်လေးပြင်းကြမည်လော လေးပွေးကြီးကြမည်လောတစ်ခုခုပင်ကိုရင်ကြီးကျောက်ထိပ်တွင်ညောင်ပင်ကြီးတစ်ပင်ရှိသည်အဲ့ဒီမှာတော့ตาရလာပါပြီ အေဂျန်လာပါပြီ။ငါမျိုးစုံတို့၏အတံများဖြင့်စီဝေနေသည်။ဒီများအကောင်ပလောင်ဆုံးနေလျင်ရောက်တဲတွင်မဟုတ်ကြရေရခြင်းပြီ။ထို့ကြောင့်ကြော်ကွင်းသမားပြောက်သမားရလည်းရချိပေလိမ့်မည်။အေးဆောင်သည်ညောင်မေရိတ်တွင်အပန်းဖြေရင်းမျက်စိကိုအလုံးပေးသည်။ငှက်ထောင်သူများကမရှိ။ဟာဒုက္ခပဲဟေး။ညလုံးမျက်စံပြုတ်လျက်အေးဆောင်အော်မိလေသည်။ငှက်ထောင်သူမရှိခြင်းမှာဒီနေရာတွင်ငှက်စီကားလေးမရှိခြင်းကြောင့်ဖြစ်ပါသည်။ အဘဲကြောင့်စီကားလေးမရှိသည်။ကျောင်းအတွင်းသာရေမရှိသောကြောင့်ပါသည်။တိုးဖြစ်ပါလေရင်ယခုအဘဲကြောင့်စီကားနေရသည်။လေပင်ကြမြေကိုကြိုတည်သောကြောင့်အပင်ကြီးကြီးတွင်လာရောက်မိခိုကြခြင်းဖြစ်လေသည်။ထို့ကြောင့်ကျောင်းအတွင်းသို့အေးဆောင်ပြေးစင်းသည် အမှန်ပင် ရေမရှိ။စမ်းရေခန်းခဲ့သည်မှာ၁၄၅ရက်လောက်ရှိပြီထင်ရလေသည်။နောက်ဆုံးကြောက်ကမ်းမနိုင်ရတွင်ရေကွက်ကလေးတစ်ကွက်ကိုတွေ့ရသဖြင့်အေးဆောင်မှာစုပ်ပြီးတောက်လိုက်ရသည်အေးလိုက်သည့်ရေအရသာရှိလိုက်သည့်ရေ ိမန်းသမ ्या တို့ကိုလွင့်စင်သွားလေသည်ထိုစဉ်တွင်လေးပြင်းတိုက်ခတ်လာ၏တောဟောအတန်ကိုကြားရလေပြီညောင်ဝင်ကြီးကမလှုပ်သေးပြီတောင်းကြားများကြာသွားလေသည် လေးမလာသည်သို့ဆိုလျင် လေးချမ်းပြီဟုအေးဆောင်တွက်လိုက်လေသည်ကံမတပတ်တို့ကတ်လာရင်အမိအတွေ့တွေးတော်ပူပန်မိလေသည်တံပုံလေအစည်းတရာခံအပြင်းမောင်းလာသည့်အတံမျိုးဖြင့်လေးပြင်းကြောက်ရောက်လေပြီ ်ကြီးမားခိုင်ပြီးလွန်းသည်ဖြင့်တော်ယုံလေးကိုထီမထင်းဟုထင်ရသောညောင်မင်းကြီးမှာဂိုင်းပြားဂိုင်းနားတွေပြက်လွင်ကုန်၏အာဂုတကြီးလာရောက်ခေါ်လုံသောငှက်ကလေးများသည်လည်းတိတ်ရွယ်များနှင့်အတူလွင့်ပါသွားကြလေသည်အေးဆောင်မှာကမ်းပါးရံများကြောက်တုံးကြောက်ဆိုင်များဝန်းရံနေသောကြောက်ထဲရောက်နေ၍ဖုံတံအမှိုက်တလိုက်တံနှင့်ဂိုင်းကျိုးဂိုင်းပဲ့ထိရိုက်မှုတံမှကင်းလွတ်နေခြင်းဖြစ်လေသည်ကောင်းငွေတစ်ခုလုံးမှာပိန်မှုန်းနေသည်ဖုံတိန်တိုင်ကြီးသည်နေရောင်ကိုပင်ဖုံးအုပ်ထားလေသည် ဖြတ်ခနဲ့အမေကိုပြေး၍တတိယသည်အမေသည်ဟိုဟာဆွဲဒီဟာတိမ်ပြင်းအလုံးများနေပြလိမ့်မည်သကောကလွင်သကောကလန်တောင်းပလုံးကလေနောက်ပါမှုဗျာများနေသောအမေသည် ဖုံကြဲတဲ့တွင် ဟိုတိုးဒီတိုင်ဖြစ်နေချပြီလောတဏိယာယာမလွင်လာသောထရွက်နှင့်ရိုက်မိပြီးလဲကြနေပြီလောတေကိုင်းကျိုးနှင့်မှလွတ်ပါလေစားအမေမတဆင့်ဆက်၍အိမ်ကိုတတိယပြန်သည်အိမ်ကိုထရွက်ဖြင့်မိုးထားလေသည် လေတံခုခံနိုင်ရန်ဖိထားသောတုံးများမှာခိုင်ပါမည်လောတုံးတွေပြုတ်ကုန်၍ထရွက်တွေလွင့်ကုန်ပြီလောဟာနွားတွေနွားတွေမှာတင်းကုတ်ထဲတွင်ရှိသည်တင်းကုတ်မခံ၍ပြိုကျမှဖြင့်အမေအေးတင်းကုတ်နွားအမေအေးအေးဆောင်မှာတတိလက်လို့ဖြစ်သွားသည်ကံမောကိုခိုကတ်နေရမှာအိမ်ပြန်ရန်ထကုန်လိုက်သည်ကျောင်းဝလေတို့ပြေးထွက်သည် လမောင်းလုံးခန့်တုတ်ခိုင်သောတဲကိုင်းကျိုးတဲကိုင်းဝှိကနေပြေးလာသည်အေးဆောင်ငုံချောင်ကကံပါပြေးသို့ပြေးကပ်ရလေသည် အရေမတိုးဝင်တော်ပြီရင်တွင်၌မိမြပူလောင်နေရညာအေးဆောင်ထပြီးမတိုးရဲတော်ပါ လေတံကိုနားဆွင့်ထားရလေတော်သည်လေသည်တပြေးပြေးရော့ရင့်ရော့ရင့်လာ၏ထို့နောက်တပြေးပြေးရက်သွားလေသည်လေငိမ့်သွားတော်ညာကောင်းငင်သည်မှုံမြဲမှုံနေစေနေမင်းသည်လည်းငုံချိုးနေမြဲငုံချိုးနေစေ အေးဆောင်သည်ဓမ္မတိုခမောက်နှင့်လှံကိုကောက်ယူကာရွာသို့အတော့နေခဲ့လေသည်ဖုံမောင်မီ ဆက်ကြနေလျင် နေဝင်မှောင်လိုက်မီလာကမရှိကြဲမရှိနှင့်ပို၍ခတ်ချင်မီသို့တော်အလားလန်းနှင့်ဆန့်ကျင်ဘက်ကားမဆောက်ကိုကိုယ်ပတ်ထချင်တွင်ဖိုတိန်တို့နောက်မှ နေလုံးကိုမြင်ရလေသည်ဟာအစောကြီးရှိသေးတာပဲအေးဆောင်မှာဝမ်းသာအားရအော်မိလေသည်အော်မိလေသည်နှင့်အမျှအတော်နှိမ့်လာသည်ရွာသို့မျောကြည့်လိုက်သောအခါဖုံလုံးကြီးသာမြင်ရလေသည် ထိုအခါရွာစီမှာတော့လေမကြိမ်သေးဘူးထင်တယ်တွေးကတော့တွက်တွက်လှမ်းမိပြန်သည်တို့ဖြင့်အေးဆောင်ဤရှေးလန်းတို့သည်တွက်လိုက်နှေးလိုက်ဖြစ်နေလေသည်ကောင်းကင်တစ်ခုလုံးမှာဖုံးအုပ်နေခဲ့သောဖုံခဲကြီးသည်လည်းတပြေးပြေးပြဲသည်နှင့်အမျှနေသည်လည်းကြောကွဲအောင်ပုံမြဲပူပြန်လျောက်သည်ဝင်သာနုပင်ခြုံဆန်းမှပျောက်ကြားကြားဗရတ်သုံးကောင်ပြေးထွက်သွားလေသည်အေးဆောင်စိတ်မဝင်စားပါ ။တရားတွေတွင်ဗဒံများပိန်လီလုံးသည်မတက်တာလုံး၍ဖမ်းယူချက်စားရပါလေ။အယိုးနှင့်အရေကိုသာဝါရချိန်ပြီ။ထို့ကြောင့်လိမ့်နှင့်ဖုတ်ကိုသာစိတ်ဝင်စားကြလေသည်။တောင်ပြိုကျောက်သို့ရောက်လာသည်။တောင်ကြီးတစ်လုံးကိုထက်ချမ်းချမ်းထားသည်နှင့်မတ်ဆောက်သောကံပါပြက်သည်ဝါးနှစ်ပြန်ခန့်မြည်လေသည်။အောက်ဘက်တွင်ရှုံများကြ၌လူလူသွားလမ်းပေါ်တွင်အုံနှဲပင်တစ်ပင်ကထွက်ပြီးမိုးနေလေသည်။အေးဆောင်သည်အုံနှဲပင်ကိုမျက်တောင်မခတ်ဘဲစိုက်ကြည့်သည်။ပြားနှက်ကောင်ပြန်ထွက်သွားသည်။ ပြားလေးကောင်ဝင်သွားသည်ဟောသုံးကောင်ထွက်လာပြန်ပြီဟောနှစ်ကောင်ဝင်သွားပြန်သည် ဟုတ်ပြီပြားဆွဲပြားအောင်ရှိသည့်လက္ခဏာပါတကားထို့ကြောင့်အုံနေပင်သားတို့ကတ်လာသည် ပြားများသည်ဝေးဝေးကကြည့်ရခြင်းကထက်အဝင်ထွက်များနေသည်သို့ဆိုကားပြားဆွဲသည်ကတေချာပါပြီတို့ပညာလူတက်၍ဖြစ်မဖြစ်စီစစ်ရအောင်မည်အုံနေပင်သည်မူလကမမတ်ထောင်တော်ပေါက်နေခဲ့ရာမှရောက်ဘက်သို့လဲကြခဲ့လေသည် ကြောက်တုံးကြောက်ခဲပြားကြားတွင်အမြင့်တွယ်အားကောင်းသောကြောင့်သာပြုတ်မကြပဲတုံးလုံးကြီးရှင်သန်နေခြင်းဖြစ်ပါသည်အေးဆောင်သည်အုံနှဲပင်ပင်စီပေါ်သို့လေးဘက်တွားတော့ကာ၆ကြည့်သည်ပင်စီလှုပ်သည်ဖြင့်ပြားတွေထလာသည်အေးဆောင်ကိုဝိုင်းတုပ်သည်အေးဆောင်ကပန်းပွင့်များဖြင့်အပေါက်ခံရပြီးတကယ်သို့အေးစီဖြင်းညင်းစွာတိုးလာသည်ပြားတွေပုံများလာပြီးအေးဆောင်မှာခမောက်ဖြင့်ပုံရင်းပြားဆွဲကိုမြင်ရရန်ကြိုးစားသည်တိရွက်တွေကိုဖယ်သည်တက်ကိုင်းတွေကိုဖယ်သည် လမောင်းတွင်အုံးထဲကအချစ်ရများပွားထားနေသည်ဖြူသောအစင်းချောင်းများကြားမှသွေးဆူလာသည်တဖြည်းဖြည်းတထောင်စစ်အောက်ပိုင်းတစ်ခုလုံးမှာရှင်းရှင်းနေရဲလေ၏ပြားဆွဲသည်ပင်စီ အောက်ဘက်သို့ဖြာထွက်နေသော အကိုင်းဤအရွယ်များကြားတွင်ခိုလျက်ဆွဲနေသည်သည်ရွယ်စိမ်းနုနုများကြားမှအရေးပြည့်နေသောပြားလက်ပိုကြီးကိုမြင်ရပုံမှာငွေလာမင်းကြီးနှင့်ပင်တူရှည်သေးတော်သည်အေးဆောင်သည်ပြားတွေဝိုင်းဝိုင်းလျောင်တုတ်တီကြမှာပြားဆွဲစီတို့လက်လန်းသည်ကောင်းကောင်းမမိတတ်မမိခြင်း ပြားရည်ထဲ့တရားဘိုးကွက်ပါလျင်လက်ဘိုးကိုနည်းနည်းချင်းဖဲ့ယူကညှစ်ချတော်ဖြစ်လေသည်ထဲ့တရားမပါသည့်အတွက်ကပြားဆွဲတည်ရှိသောဂိုင်းကိုချိုးယူရသည်အုံနေဂိုင်းသည်မာကျစ်ပြီးခိုင်သည်တော်ယုံဖြင့်ချိုး၍ကမရတဖန်အုံနေဂိုင်းအခက်များသည်လည်းကွေးကွေးလိန်လိန်ထွေးထွေးချက်ချက်ချီလွန်လှသည်အေးဆောင်မှာချွေးတီးတီးကြအောင်ချိုးရသည်အကိုင်းကမကြိုးသည်မပြတ်သည်တေကိုင်းကိုဓာပြင်ခုတ်ရန်ကလည်းမလွယ်သည် ဒါလွယ်ပြီးခုတ်ဆရာထက်ဆရာနေရာကမရှိထို့ကြောင့်တန်းချင်းခံပြီးရှိုးနေရ၏တက်ကိုင်းသည်တစ်ချက်ချိုးယုံဖြင့်ဖြောင်းကနေကျိုးမသွားလျင်ဟိုဘက်လှန်ချိုးလိုက်ဒီဘက်လှန်ချိုးလိုက်ဖြင့်အမြင်ပြတ်အောင်ချိန်မှန်များစွာပြုလို့ရသည်အေးဆောင်သည်ဒီနေရာတိုင်းစိတ်ရှည်စွာရှိုးနေရာကလက်တွေလည်းညောင်းလာချေပြီပြက်ခါနေပြီကျိုးကနေပြီဟူသောသောဖြင့်အာတင်းကအံကျိတ်၍ဆက်ချိုးမြဲရှိုးနေစဉ်ပင်စီပေါ်မှအခြေချော်ကျသွားလေသည် ရှက်ချင်းပြန်ထိတ်လိုက်ညာညာပြားဆွဲတဲ့ကိုင်းတဲ့ကိုင်းမှာမူဘေးကြီးရှုပ်တွေးကိုင်းချက်ကိုဝင်ရိုက်မိပြီး ပြားဆွဲကြီးပဲ့ကြသွားလေသည်ဟာအေးဆောင်မှာတကောင်းလုံးထူပူသွားလေသည်ရင်ဘတ်ကိုစောင့်ပြီးအကန်ခံလိုက်ရပြီတကယ်တို့ခံစားလိုက်ရသည် သူသည်ပဇာမအမျိုးမျိုးတိုင်းထွာရင် မြေကြီးပေါ်ရောက်အောင်ပြန်ဆုပ်လာခဲ့လေသည် ပြားဆွဲကြသွားသောနေရာကိုကားမဆောင်မှငုံကြည့်စင်းစရာချသည် ကုတ်တွေစရာနေရာကမတွေ့ ေးဆောင်သည်တောက်တလျှောက်ကိုပြင်းပြင်းခောက်ခါအပြေးဆင်းလိုက်အစင်ပြရာဘက်သို့ပြေးဆင်းလာသည် အေးဆောင်သည်အုံထဲပင်နှင့်အတောင်တရာလောက်ရောက်မှဆင်းရွက်လာသောနေရာကိုတွေ့ရသည်တန်းပင်များကိုတိုးကာတွေ့ကာဆင်းသည်နနက်ရွက်ထိတ်မှမဲနက်သောစူးကြုံများကပေါင်ကိုထိုးသည်ရှေ့တလုံးကိုစွာသည်တစ်ချက်တစ်ချက်တွင်ရှေ့နေထားသောနေရာမှကြောက်ခဲပြုတ်ကြသည်ဖြင့်ချောကြသည်ရှုံပုံများနှင့်နဘေးပုတ်ရှိခြင်းလည်းခံရသည်၏ တိုးစင်တွင်ခွေးဟောင်တံများကိုကြားရ၏အေးဆောင်သည်အပြေးဆင်းသည်ဆင်းရမလွယ်ပါ နွယ်ပင်များကရှေကိုညှိသည်လဲကိုစွတ်သည်တောလဲသူတယောက်သည်ခွေးတအုပ်နှင့်ရောက်လာကအုံထဲပင်အောက်မှဖြတ်သွားလေသည် အေးဆောင်သည်ထိုခွေးအုပ်နှင့်လူကို ပြပြကလေးသာမြင်လိုက်ရသည်မြေသူမြေဝါဟူ၍မသိလိုက်သူတစေပြားဆွဲကားမရှိတော့ပါကြောက်ကြားတွင်မတွင်ခြုံနယ်တွင်မညှိမြေတွင်လည်းမပါအေးဆောင်သည်မြေကြီးပေါ်ဖင်ထိုင်ပြီးရှာပြင်လိုက်လေသည် ပြားဆွဲကိုမတွေ့ရတော့လဲလေသည်ပြားရည်နှံ့ဖြင့်ထုံသင်းနေဟန်ရှိလေသည်အေးဆောင်သည်နှာခေါင်းကိုချုံကြည့်ပွားကြည့်လောက်ရင်းကတည့်ရွက်ချောက်ကလေးတရွက်ကိုကောက်ယူလိုက်သည်တည့်ရွက်မျက်နှာပြင်အပြည့်ပြားရည်စံများဆူဆွတ်နေသည်အေးဆောင်မှာစဉ်းစားမနေပါတည့်ရွက်တရွက်လုံးကိုပါဇက်ထဲသို့ထက်ပစ်လိုက်လေသည်ချိုလိုက်ပုံမှာလည်းမြည်သည့်ပြားရည်စံနေမျှမတူအေးကောင်းလိုက်တာကောင်းလိုက်တာ အေးဆောင်မှာတန်တန်တရရေရွရင်နောက်ထပ်ပြားရည်ဆက်ဆုံးထင်းနေသောတိတ်ရွယ်ကြောက်ခဲတခုတလေတွေ့ရလို့ဖြင့်လေးဘက်ထောက်ကထပ်မံချဝင်နေစဉ်ရှုတ်ခနဲချောခနဲအတန်ကြလိုက်ရသည်လှင်မြန်သောမောကြီးကခုန်တက်ပြီးပြေးချောင်လိုက်ရလေသည်အုံနေပင်ပင်ရှင်ရင်သားစီမှတင်းတောင်းအရွယ်ခန့်ကြောက်တုံးကြီးတုံးကျွတ်ထွက်လာက အေးဆောင်နှင့်တထွာလောက်အကွာမှာလိမ့်ထွက် ထွက်ကြသွားလေသည် အေးဆောင်သည်ပြားတုတ်ခန္ဓာရသဖြင့်ပိတ်လူလူဖြစ်နေသော မျက်လုံးများဖြင့်အုံနှဲပင်ကိုမော့ကြည့်၏အုံနှဲပင်အောက်တက်တဲ့ကြောက်အတွင်းမြေပြင်ကိုငုံကြည့်လိုက်၏ငုံလိုက်မော့လိုက်သုံးလေးကြိမ်လောက်ခါပြားဆွဲအစအနာ ပြားရည်စုံအစက်တစ်စက်ကိုချဖွေကနောက်ဆုံးတွင်ပါအေးဆောင်သည် ခမောက်ဓာနှင့်လှံကိုကောက်ယူ၍ထိုနေရာမှ ထွက်ခဲ့လေသည်နေသည်အနောက်ဘက်တောင်ကုန်းစီသို့ထိုးဆင်းနေလေပြီအမေသည်လည်းယခုတက်တိုင်းမရောက်လာသေးသောသားကိုညှော်မောချာရတော်မူ ပြန်ပါဟုတ်ကဲ့ပါခင်ဗျာဝိတုတို့နေ့ကတော့ဤဒီမဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတွေကိုစိန်နှပါခြွေလန်းချမ်းမြေကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ